အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလ25ရက်တနင်္ဂနွေနေ့အတွက်မိုးလေဝသခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်ညင်ကလေးသတင်းအနေနဲ့ဒီကနေ့မနက်9:52မိနစ်အချိန်မှာမန္တလေးမြို့ရဲ့အနောက်ဘက်12မိုင်ခန့်အကွာအနက်10ကီလိုမီတာကိုပဟောပြူပြီးအင်အား၄သမန်းနှင့်ရတာစကေးရှိတဲ့ညင်ကလေးတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ် ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာမဲ့လေပြင်းရည်ရေဝန်ကစက်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်းများနေပြီးအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့အော်ရီတပြည်နယ်ကမ်းခြေကိုရွှေ့ရှားမှာဖြစ်တယ်လို့ကြိုတင်ခန့်မှန်းချက်တွေအရသိရပါတယ်အဲ့ဒီလေပြာနဲ့ရေဝန်းနဲ့မုန်တိုင်းအရှင်ကြောင့်ဒီကနေ့ကနေစတင်ပြီးနေရာအနှံပြမိုးထစ်ချုံရွာနိုင်ပြီးအချို့ပြည်နယ်နဲ့တိုင်းတွေမှာနေရာကွက်ပြီးမိုးသက်လေပြင်းကြောက်ကမိုးအလွန်များနိုင်ပါတယ်။ ။ငလင်းတန်းသင့်ဒေတာတွေမှာလည်းမုံများနိုင်တာကြောင့်မြေကျွန်းတာတွေအဆောင်ပြိုကျတာတွေဖြစ်နိုင်လို့သတိပြုနေထိုင်ကြရမှာဖြစ်ပါတယ်။ဒါအပြင်ကေယိုရင်းဒေတာအားလုံးမှာလည်းမိုးသက်လေပြင်းကြပြီးလှိုင်းကြီးနိုင်တယ်လို့မိုးလဝတ္တပညာရှင် ONI ကသတိပေးထားပါတယ်။ဒီကနေ့ညနေအထိမကွေးတိုင်းနဲ့စကမ်းတိုင်းအောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံပြင်းနေတဲ့တိုင်းတို့မှာနေရာနယ်ပြမိုးတစ်ချုံရွာနိုင်ပြီးရွာရန်ရာနှောင်းပြိတ်ဖြစ်ပါတယ်။ ၊ကရင်ပြည်မွန်ပြည်ရှမ်းပြည်တောင်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းအရှေ့လယ်ပိုင်းနဲ့အရှေ့မြောက်ပိုင်းတို့မှာမုတ်တုံးလင်အားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်ော်မှာတိမ်အထင်အတင်ကနေတိမ်ထူထပ်နေပါတယ်။မြဝကျွန်းမမုတ်တမာခွေမွန်တနင်္လာရီကံရံတရှောင်းနဲ့ဂန်လုံပင်လေပြင်းတို့မှာတခါတည်းမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။ ကျန်မြမဘေးလေးပြမတော့လှိုင်းအသင်းတင်ကနေလှိုင်းကြီးနိုင်ပါတယ်။လှိုင်းမြမမြဝကျွန်းမော်မုတ်တမခွေမွန်တန်နနာရီကေယိုရန်တျှောင်းနဲ့ကန်လွန်ဘေးလေးပြတို့မှာရှစ်ပေကနေဆတ်တပေကန်ရခိုင်ကေယိုရန်တျှောင်းနဲ့ကန်လွန်ဘေးလေးပြတို့မှာခုနှစ်ပေကနေကိုပေကန်ရှိနိုင်ပါတယ်။ကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊ရှမ်းပြည်မြောက်ပိုင်း ရန်ကုန်တိုင်းမန္တလေးတိုင်းစကိုင်းတိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးတိမ်တောင်တွေ ဖြစ်တွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်တွေရွေရှားရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျခြင်းစားရင်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကျူတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမိုးစလာကအကြံပြုထားပါတယ်။နောက်နေ့ရက်အတွင်းရခိုင်ပြည်၊ချင်းပြည်၊ကချင်ပြည်၊ကရင်ပြည် မောင်ပြည်ရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းနဲ့တရနာတိုင်းတို့မှာမိုးပေါ်လာပါမယ်ရှင်။ကျမနန်းနွယ်ပါ။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။